ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာဒီနေ့ရတော့ကျွန်တော်တို့ချင်းပတ်တာလေးကြွချပန်းနေဆွဲနေပါပဲဘာကြောင့်လဲဆိုတော့ဘရာဇီးဖိုက်တာဘရူနိုဆီလ်ဗာကိုနိုင်လိုက်ပြီးရနောက်မှာကြွချပန်းရဲ့သတင်းတွေစတဲ့ဆိုသလိုပဲမီဒီယာတွေမှာပါဝင်လာခဲ့တယ်အဲ့နောက်မှာ US ကလည်း surprise တက်ရှာလိုက်တယ်ချက်ချင်းဆိုသလိုပဲ short notice နဲ့အစားတို့ဖိုက်တာတယောက်ထဲဖို့အခွင့်အလမ်းပေါ်လာတဲ့အချိန်မှာကြွချပန်းကိုထည့်သွင်းပြီး UFC 317မှာ ွဲထက်တယ်ပေးလိုက်တယ်တယ်ပေးလိုက်ပြန်တော့လဲ ranking 1နေရာမှာရက်တည်နေတဲ့ right bone ကိုတယ်ပေးလိုက်တာအဲ့တော့ဘွဲရတကယ်ကိုစိတ်လှုပ်ရှားစရာကောင်းသွားတယ်ဘွဲကောင်းတစ်ဘွဲလည်းဖြစ်သွားခဲ့တယ်ပေါ့နောက်တစ်ချက်ကတော့ Joshua Bango ဒီရက်ထဲမှာနိုင်ငံတကာသတင်းမီဒီယာတွေကရောတကယ်ထိတ်တန့်အကြော်မော် interviewer တွေကရောနောက်ပြီးတော့မြန်မာနိုင်ငံကတကယ်ထိတ်တန့်အစီရှိတဲ့5 page တွေကပါ ဆက်သွယ်ပြီးတော့ interview တွေလုပ်ခဲ့ကြတယ်ပေါ့လေအဲ့ဒီ interview တွေထဲမှာပါဝင်တဲ့ဇာတ်ရည်ကတော့အများကြီးပဲပေါ့သူရဲ့ live အကြောင်းလဲပါဝင်တယ်သူပြိုင်ပွဲအတွက်ပြင်ဆင်ပုံတွေလဲပါဝင်တယ်နောက်ပြီးတော့သူဒီလိုဘွားတစ်ခုရောက်လာအောင်ဘလောက်ကြိုးစားခဲ့ရတယ်ဆိုတဲ့အကြောင်းတွေပါဝင်တယ်ပေါ့လေအဲ့ဒီထဲကမှတကယ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းလေးတွေကိုကျွန်တော် podcast လို့သဘောမျိုး notes တို့ပြီးပြပြပေးခြင်းပါတယ်ဒီနေ့ပြောခြင်းတဲ့အကြောင်းအရာကတော့သူ့ဘွားနဲ့သက်ဆိုင်ပါတယ်ခင်ဗျအဲ့ဒါကတော့သူ interview တစ်ခုမှဖြေသွားခဲ့တာ after my dad passed away i became the man of the house သူမိသားစုမှာသူ့ဖေဆုံးသွားခဲ့ပြီးရနောက်ပိုင်းသူဟာအိမ်တော်ဦးစီးတာဝန်ကိုယူလိုက်တယ်သူဟာအိမ်တော်ဦးစီးဖြစ်လာခဲ့တယ်ဆိုပြီးတော့ဂျိုရှောဘန်ကဖြေသွားခဲ့တာဖြစ်ပါတယ်ဂျိုရှောဘန်တို့ကမွေးချင်းမောင်နှမငါးကိုရှိပါတယ်သူ့မိကတော့စင်ကမန်အဖြစ်နဲ့ဒီသားသမီးတွေကိုပြုစုပြောင်းတွင်းဝေးခဲ့တာပေါ့လေဂျိုရှောဘန်ဟာအခုချိန်မှာ အသက်အပြင်23နှစ်ပဲရှိသွားသေးတယ်။သူဟာအဲ့23နှစ်မရောက်ခင်ခိုးရှင်းနေတဲ့မှာကလေးကမိသားစုရဲ့တာဝန်ကိုတိုင်တဲ့ဘက်ကနေထမ်းရွက်ပေးနေကြတာပါ။အခုတော့သူ့မိအရန်လိုချင်ပါတယ်ဆိုတဲ့အိမ်သစ်ကို Texas မှာဝယ်ပေးနိုင်တဲ့ data TSC ကျိုးရှော့ပန်ရောက်သွားခဲ့ပြီပေါ့လေ။မိသားစုရဲ့တာဝန်ကိုလည်းအကောင်းဆုံးတာဝန်ထားတယ်။တက်နိုင်တဲ့ဘက်ကအကောင်းဆုံးထမ်းဆောင်ပေးနေတာကိုတွေ့ရပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒီဖိုင်တာလေးဟာပြီးတော့မမတွေကိုအရင်သဘောကျပါတယ်။မွေးကိုသဘောကျပါတယ်။မကြသေးရင်ကအင်တာဗျူးတစ်ခုမှသူထပ်ပြီးထည့်ဖြေသွားပါတယ်။မွေးကိုပါပဲတဲ့။ငငယ်ကလေးကအရင်ကြိုက်ခဲ့တာဆိုတဲ့ဥစ္စာလေးသူဖြေသွားတယ်ခင်ဗျာ။ဝမ်းသာကြည့်လို့စရလဲကောင်းတယ်။အယူခံသူဖြေသွားတဲ့စကားလေးဟာပေါ့လေ။ပြီးတော့ဒီလိုမိသားစုတာဝန်ကိုအဖေတယောက်ဆုံးပါသွားတဲ့အချိန်မှာအရာရာပခုံးလွှဲပြောင်းယူပေးခဲ့တဲ့ ဂျိုရှွာဘိုင်းရဲ့စိတ်ဓာတ်ကိုလည်းရှီကျူလေးစားနေပါတယ်အသက်23နှစ်အရွယ်သာရှီသေးရင်ပဲသူ့ရဲ့တာဝန်ယူနိုင်စွမ်းတာဝန်ခံနိုင်စွမ်းကိုဒီနေရာကနေလေးစားစွာနဲ့အတိမပြုလိုက်ပါတယ်မိသားစုတာဝန်ကိုယူထားတဲ့ဂျိုရှွာဘန်ဟာစွန်လ29ရက်နေ့ရောက်ရင်ထိတ်ဆုံးနေရာက right ball ကိုအနိုင်ယူပြီးသူ့ရဲ့နာမည်ကိုထပ်မံမော်ကွန်ထိုးမှတ်တမ်းတင်နိုင်ပါစေလို့ဒီနေရာကနေဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာကျေးဇူးအားပေးတဲ့ပရိသတ်အားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ